ဆရာတော်ဖရမန္တကုမှာပါရာသီကကြပြီးတော့ယဟန်ဒီလူထွက်ပြီးတရားအားထုတ်ရင်တရားထူးရနိုင်ပါသလားလို့မိထတာတွေ့ရလို့ပါဖရအဲ့ဒီထဲမှာရတယ်ဆိုတဲ့မန့်ရင်မရနိုင်ဘူးဆိုတဲ့မန့်တွေအမျိုးမျိုးရင်းနေကြပါတယ်ဖရဘယ်အရာကအမှန်လဲဖြေချပေးစေခြင်းပါဒီဖရတဲ့ပါရာသီကအဘတ်ဆိုတာကယဟန်မှာပဲဖြစ်တာ လူတွေမှာမဖြစ်ဘူးเนาะဒါကြောင့်ယဟန်ဟာပါရာသီကကြပြီဆိုရင် လူထွက်ပြီးတော့သူ့သီလကိုခံယူလိုက်တာနဲ့ပါရာသီကအာဘက်ပြောက်ပြီးသတင်းတဲ့သီလဖြစ်သွားပါပြီ။သတင်းတဲ့သီလဒီလည်းပဲပါတိမောက်ခတံဝရသီလထဲမှာပြန်ပြီးအကျုံးဝင်တာကြောင့်အဲ့ဒီလူထွက်ဟာလူသီလကိုလုံအောင်ဆောင်ထင်းပြီးတရားအထုတ်မယ်ဆိုရင်တရားထူရနိုင်ပါတယ်။ဒါကြောင့်ပါရာသီကကြားတဲ့ယဟန်ဒီလူထွက်ပြီးတရားအထုတ်မယ်ဆိုရင်တရားထူရနိုင်တယ်ဆိုတဲ့အချက်ကမှန်ပါတယ်နော်။ဒီမေခွန်းကရှေလုံးတဲ့အတွက်ကြောင့်လူရင်းလောက်ပဲဖက်ပြီးဖြီးပေးလိုက်ပါမယ်နော်။ အရှင်ဖယားတင်ကန်းစာလေးကိုရွာဦးကျောင်းဆရာတော်စီကတောင်းပြီးတပည့်တော်လည်းဘင်းမှာဆွဲကျင်လို့တောင်းတော့ဆရာတော်ကတင်ကန်းစာလေးကိုပထမ်းရွတ်ဖက်ပြီးတော့လုပ်ပေးပါတယ်ဖယားတပည့်တော်အခုလည်းဘင်းမှာဆွဲထားပါတယ်မသိလို့မေးပါရစီငရဲတော်မကြည့်လောက်ပါဘူးပြန်လဲဖြေချပေးပါဖယားတဲ့တချို့တင်ကန်းကိုအဆောင်လက်ခွက်လုပ်ဖို့ဆိုပြီးဦးစင်းစီမှာတင်ကန်းစာလာတောင်းတာရှိတယ်ဦးစင်းကတော့မပေးဘူးနော်တချို့ဖုန်းကြီးတွေပေးတာတွေ့ဘူးတယ် ပေးလည်းမပေးကောင်းဘူးယူလည်းမယူကောင်းဘူးနော်။ဘာကြောင့်လဲဆိုရင်ဝိနည်းသင်္ကဟအထကထာမှာပပိစိတပရိဘောဂောဟိအဂါရိကာနံစိတိယဌာနိယောလို့ဆိုထားတယ်။အဘိဓေကတော့ယဟန်တွေရဲ့အသုံးအဆောင်ဖြစ်တဲ့သင်္ကန်းတပိတ်စတာတွေဟာလူဝတ်ကြောင့်တွေအတွက်ကိုးကွယ်ရာစိတိထိုက်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။အဲ့ဒီလိုယဟန်တွေရဲ့သင်္ကန်းတပိတ်စတာတွေဟာလူဝတ်ကြောင့်တွေအတွက်ကိုးကွယ်ရာစိတိထိုက်တာကြောင့်လူဝတ်ကြောင့်တွေအနေနဲ့ သင်ကန်းစာကိုအဆောင်လက်ဖွဲ့မလုပ်ကောင်းဘူးအဲ့ဒါကိုလည်းမှတ်ထားဖို့လိုတယ်နော်အရှင်ဖရာအလှပေးအလှကံပုံကိုယ်တွေမှာဘယ်လိုအရေးချင်းမျိုးတွေရှိရင်ဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဖရာတဲ့သင်္ကုတ်ထူပါဠိတော်မှာအလှပေးပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်နဲ့အလှကံပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်ကိုဖော်ပြထားပါတယ်အလှပေးပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁မပေးလူမီရှေ့ဖို့၌ တီလစောက်တည်၍ဝမ်းမြောက်နေရခြင်းနှင့်ပေးလူနေစေခဏ၌စိတ်ကြည်လင်ရှင်ပြနေရခြင်း၃ပေးလူပြီးတဲ့နောက်၌ဝမ်းမြောက်နှစ်သက်အမှတ်ရနေရခြင်းတို့ပဲဖြစ်ပါれဒါဟာအလှပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါれအလှခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁တဏှာယာကကင်းစင်သူဖြစ်ခြင်းသို့မဟုတ်တဏှာယာကကင်းစင်ဖို့ရန် ကြင်ကြံအားထုတ်နေသူဖြစ်ခြင်း၂ ်ဒေါသကင်းသူဖြစ်ခြင်းသို့မဟုတ်ဒေါသကင်းကြောင်တရားကိုကျင့်ကြံနေသူဖြစ်ခြင်း၃။မောဟကင်းသူဖြစ်ခြင်းသို့မဟုတ်မောဟကင်းကြောင်တရားကိုကျင့်ကြံအားထုတ်နေသူဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာအလူခံပုဂ္ဂိုလ်မှာရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်။ဤအလူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်အလူခံပုဂ္ဂိုလ်နဲ့ရှိရမည့်အင်္ဂါ၃ချက်ပြည့်စုံနေမယ်ဆိုရင်လူနဲ့ချမ်းသာကိုရရှိစေပါတယ်။ဤအချက်တွေမပြည့်စုံဘူးဆိုရင်တော့လူနဲ့ချမ်းသာကိုရုပ်လျော့စေပါတယ်။ဒါဟာ အလှူပေးပုဂ္ဂိုလ်နဲ့အလှူခံပုဂ္ဂိုလ်တို့မှာရှိရမည်အင်္ဂါရက်တွေနဲ့ရရှိလာမည်အကျိုးအပြစ်တွေပဲဖြစ်ပါတယ်နော်ဖျားရှင်ကိုတိုင်တောင်မှတေချာဆန်းစစ်ပြီးယုံသိမှယုံပါငါဖျားပြောတယ်ဆိုတိုင်းမယုံပါနဲ့တဲ့တဘာဝလုံဖြစ်ရလားစာရေးသူအမှားလားဒီနှစ်ချက်စဉ်းစားစရာပေါ့မှတ်တမ်းပြုသူတွေဘာသာပြန်တဲ့သူတွေအပေါ်မှာလဲမူတည်တာပေါ့တဲ့ဒီမှန်က ဖရာဟောသုဝနတာမဇတ်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်ပူဇင်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပို့ထဲမှာရာမန့်ထားတာပါနော်ငါဖရာပြောတိုင်းလေမယုံပါနဲ့ဆိုတဲ့စကားဟာဘယ်ကနေပေါ်ပေါက်လာတာပါလဲသိပါသလားကေတာမုဒိတုတ်မှာဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ဘာသာခြားတွေဖြစ်တဲ့ကာလာမတွေအတွက်ဟောတဲ့တရားကိုအတိတ်ပဲဖွင့်ဆိုရာကနေအယူအဆမှားပြီးပေါ်ပေါက်လာတဲ့စကားအမှားကြီးဖြစ်တယ် ဖះဟောမဟုတ်ဘူးเนาะအဲ့ဒီတုံမှာကြည်လိုက်ပါ မာပိတကတံပရာနေနလို့ဆိုထားတယ်ကျန်းကန်ကပြောတိုင်းလဲမယုံပါနဲ့တဲ့ကျန်းကန်ကပြောတိုင်းလဲမယုံပါနဲ့ဆိုတာဟာဖះဟောကျန်းကန်ကိုပြောတာမဟုတ်ဘူးကာလာမတွေရဲ့ကျန်းကန်ကိုပြောတာเนาะအဲ့ဒါကိုအထာကထာကဆက်ပြီးဖွင့်တယ်အမာကန်ပိတကတန်တိယာတတ်တဲ့တမေတီတိမာကနိဋ္ဌတဲ့အမာကန်လို့ဆိုထားတယ် အမကန်ဆိုတာငါတို့ရဲ့တဲ့ငါတို့ရဲ့ဆိုတာကာလာမတွေရဲ့လို့ပြောတာမြတ်စွာဘုရားက ကာလာမတွေရဲ့နေရာမှာနေပြီးကာလာမတွေရဲ့နန်းစားကိုသုံးပြီးတော့ကာလာမတို့ငါတို့ရဲ့ကြံကံကပြောတာမှအမှန်ဖြစ်တယ်ဆိုပြီးမင်းတို့မယူဆလိုက်ကြနဲ့လို့ပြောတာနော်အဲ့ဒါကိုဗုဒ္ဓဘာသာဝင်တွေကဘာသာခြားတွေအတွက်ဟောတဲ့တရားကိုကိုရှုတောင်းကနေကြည်ပြီးရွှဲမားတဲ့အတိတ်ပဲကိုယူလိုက်တဲ့အခါမှာအခုလိုရွှဲမားတဲ့စကားကြီးပေါ်ပေါက်လာတာ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖះအပေါ်မှာတန်တရားဖြစ်နေသေးတယ်ဆိုရင်အဲ့ဒီလူဟာဗုဒ္ဓဘာသာဝင် စစ်စစ်မဟုတ်ပါဘူးမြို့ဖလားဗုဒ္ဓဘာသာပဲဖြစ်ပါတယ်နောက်ပြီးတော့တူနာတာမဇတ်တော်ဆိုတာဟာပေါ့လူပဲသာလျှောက်ပြီးရေးချင်ရရေးထားတဲ့ဇတ်တော်မဟုတ်ဘူးနော်တင်္ဂါယနာ၆ကြိမ်တိုင်တိုင်တင်ပြီးအတည်ပြုထားတဲ့ဇတ်တော်ဖြစ်တယ်အဲ့ဒါကိုလည်းသိအောင်လေ့လာပါလို့ပြောချင်ပါတယ်နော်ကာလာမတို့ရဲ့အတိတ်ပဲကိုဖုံဖုံရှင်းပြတာ အမျိုးသမီးတယောက်ကဖះကသူ့ဘာသာငါဘာသာခွဲခြားပြီးတော့တရားဟောသလားလို့ဝေကွန်ထုတ်နေပါတယ်ဖြေပေးပါ ဖုံဖုံတဲ့ချက်ပေါက်ကလာဖို့ထားကြလို့ဦးစင်းလဲမြင်ပါတယ်နော်ဖြေပေးပါအောင်ပြောလို့နည်းနည်းဖြေပေးလိုက်ပါမယ်အဲ့ဒီကာလာမတုံမှာ ရှိတဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်တုန်းကဘာသာခြားတွေဖြစ်တယ်ဆိုတာကိုကာလာမတုတ်ကိုဖတ်ဖို့တဲ့လူတိုင်းသိတယ်နော် အဲ့ဒီဘာသာကြားဖြစ်တဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်မှာတိတိဆရာကြီးတွေကတယောက်တစ်မျိုးဟောတဲ့တရားကိုငါကြားရပြီးတော့အမှားအမှန်မခွဲခြားနိုင်ပဲနဲ့တုံ့ပြန်ပါဝေဖြစ်နေကြပါတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကြွရောက်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေရဲ့ရှုထောင့်ကနေဟောနေကြအတိုင်းမဟောပဲနဲ့ကာလာမတွေရဲ့ရှုထောင့်ကနေကာလာမတွေနားလေနိုင်လောက်တဲ့အချက်ဆက်ချက်နဲ့ဟောပါတယ်အဲ့ဒီထဲမှာမာပိတိကတံပရာနေနာဆိုတာပါပါတယ် အတိတ်ဘယ်ကကြမ်းကံကပြောတိုင်းလဲမယုံနဲ့တဲ့နော်တေးသေးချာချာနားထောင်ပါမာပိဋကတံပရာနေနပိဋကလို့ပြောပါတယ်ပိဋကလို့မပြောပါဘူးနော်ပိဋကဆိုတာကြမ်းကံဘသူရဲ့ကြမ်းကံကိုပြောတာလဲကာလာမရိရဲ့ကြမ်းကံကိုပြောတာပိဋကဆိုတာကတော့မြတ်စွာဘုရားကြီးကြမ်းကံမာပိဋကတံပရာနေနလို့သုံးထားတာကိုကြည်တော်အားဖြင့်ကာလာမရိရဲ့ကြမ်းကံကိုရည်ညွှန်းပြီးဟောတယ်ဆိုတာထင်ရှားတယ်နော် အဲ့ဒါကိုနားမလဲပဲနဲ့ဗုဒ္ဓဘာသာဝင်တချို့ကကိုရှုတောင်းကနေကြည့်ပြီးတော့ငါဖះပြောတိုင်းလဲမယုံပါနဲ့ဆိုပြီးအထိပ္ပယ်ဖွင့်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင်တချို့ဟာဖះအပေါ်မှာတန်တရားဝင်သွားကြပါတယ်။ဒါကြောင့်ကာလာမတုတ်ဟာဗုဒ္ဓဘာသာဝင်တွေရဲ့ရှုတောင်းကကြည့်ရမှာမဟုတ်ဘူးလို့ပြောတာ။ဗုဒ္ဓဘာသာဝင်တွေမှတ်မှတ်သိမ့်ဘူးမလိလာသိမ့်ဘူးလို့ပြောတာမဟုတ်ဘူးနော်။မြတ်စွာဘုရားရဲ့တရားတော်တွေဟာတတဝါအလုံးနဲ့သက်ဆိုင်ပါတယ်။ တတဝါအားလုံးနဲ့သက်ဆိုင်တာ မှန်ပင်မဲ့တကယ်တမ်းကျင့်ရတော့မယ်ဆိုရင်မိမိရဲ့အကျင့်စရိုက်နဲ့ကိုက်ညီတဲ့တရားကိုရှာပြီးကျင့်ရပါတယ်မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲပုဂ္ဂိုလ်ရဲ့စရိုက်နဲ့ကိုက်ညီတဲ့တရားကိုပဲရွေးချယ်ပြီးဟောပါတယ်နော်ဥပမာစေယုံစေကန်းကိုကြည့်လိုက်ပါစေယုံစေကန်းဒီလူနာတိုင်းနဲ့ဆိုင်ပါတယ်စေယုံစေကန်းဟာလူနာတိုင်းနဲ့ဆိုင်တာမှန်ပေမဲ့စေယုံစေကန်းကိုရောက်လာတဲ့လူနာတိုင်းကို ဖေးတမျိုးတည်းမပေးပါဘူးသူတို့နဲ့ကိုက်ညီတဲ့ဖေးကိုပဲပေးပါတယ်အဲ့ဒီဥပမာတိုင်းပါပဲတရားဟာတတဝတိုင်းနဲ့စိုင်းတာမှန်ပေမဲ့သူတို့နဲ့ကိုက်ညီတဲ့တရားကိုရှာဖွေပြီးတော့လေ့လာကျင့်သုံးရပါတယ်တရားကတော့အလုံးနဲ့စိုင်းပါတယ်နော်ဒီလောက်ဆိုရင်နားလေလောက်မယ်လို့ထင်ပါတယ်နော်ဒီမှန်ပိုင်ရှင်ကရွှေရင်ကျော်စရာဖြစ်လိမ့်မယ်ထင်တယ်နော်။သူပြောလိုတဲ့သဘောကဖះငါးသူအမိန့်ဆိုတာမဟုတ်တဲ့အကြောင်း တခြားဆရာတွေလည်းသိအောင်ပြောပြပါလို့ဆိုလိုခြင်းဖြစ်တယ်။အမိန်မဟုတ်ပါဘူး။မိန်ပါ။နော်။မိန်ဆိုတာမိန်ကြတာကိုပြောတာပါ။အဲ့ဒါကို အမိန်ဆိုပြီးမှားယွင်းစွာသုံးနှုန်းနေခြင်းဖြစ်ပါတယ်။နောက်ပြီးဖျားငါးစုဆိုတာလည်းမှားပါတယ်နော်။ဤကဘာသည်ဖျားငါးစုပွင့်တဲ့ဗဒကဘာဆိုတာမှန်ပေမဲ့ဖျားလေးစုပဲပွင့်ပါသေးတယ်။အရိမတရားဖျားမပွင့်သေးပါဘူး။အလောင်းတော်ဘဝပဲရှိပါသေးတယ်။ အဲ့ဒီလိုအလောင်းတော်ဘဝပဲရှိသေးတာကြောင့်ဖះမဟုတ်တဲ့အတွက်ဖះစည်ရင်ထဲကိုထည့်လို့မရပါဘူးဖះမဟုတ်တဲ့ပုံကိုယ်ကိုဖះစည်ရင်ထဲထည့်မယ်ဆိုရင်မှားယွင်းပါတယ်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကိုကြည်လိုက်ပါမြတ်စွာဘုရားသည်ဖះမဖြစ်ခင်အလောင်းတော်ဘဝမှာပါရမီဖြည့်ခြင်းစဉ်ကာလတစ်လျှောက်လုံးဖះဖြစ်ကြောင်းဝန်မခံပါဘူးနော်တပည့်ညွတ်ညံတော်ကိုရမှဖះဖြစ်ကြောင်းဝန်ခံတော်မူပါတယ်ဓမ္မစကြာတုံးမှာအထင်ရှားရှိပါတယ်ဒါကြောင့် အလောင်းတော်ဟာဖျားမဟုတ်တဲ့အတွက်ဖျားငါးစုဆိုတဲ့ဇာတ်ဟာမှားယွင်းပါတယ်ဖျားလေးစုမိတ်ဆိုတဲ့ဇာတ်ကပို့ပြီးတော့မှန်ပါတယ်နော်ဒီနေရာမှာပြောเสียရာရှိတာကဖျားလေးစုမိတ်လို့ပြောလိုက်ခြင်းဟာတကယ်ကိုဖျားကမိတ်ရဲ့လားလို့နည်းစရာအကြောင်းရှိပြန်ပါတယ်ဒီနေရာမှာမိတ်တာမမိတ်တာကိုပြောတာမဟုတ်ပါဘူးဇာတ်အသုံးလုံးမှားယွင်းနေတာကိုပြောခြင်းသာဖြစ်ပါတယ်နားလည်ပါစေနော်အရှင်ဖျားရိုသေးစွာရှောက်ထားအပ်ပါတယ်ဖျား မြတ်စွာဘုရားရှင်ကအခုလိုစက်မှုထွန်ကားခဲ့တဲ့ခေတ်မှာပါရမီဖြည့်ခြင်းခဲ့ရဘုလားဖရားဘာလို့လဲဆိုတော့ဇတ်တော်တွေအားလုံးကရှင်ဘရင်ခေတ်တွေတော်တလိတွေပဲတွေ့နေရလို့ပါဖရားတဲ့ပါရမီဖြည့်ခြင်းစဉ်ကာလမှာရောဖရားဘဝရောက်တဲ့အထိစက်မှုထွန်ကားတဲ့ခေတ်နဲ့ကြုံပါတယ်ကထဝါဟနဇတ်ကိုကြည့်လိုက်ပါကထဝါဟနဇတ်တော်မှာတစ်သားဖြင့်ပြုလုပ်ထားသောစည်ရန်တရားနဲ့ကောင်းကင်ပြန်တဲ့အကြောင်းဖော်ပြထားပါတယ် ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထုံးကားတဲ့ခင်းနဲ့ကြုံပါတယ်။ဖျားဘဝမှာကြုံတာကတော့အဇာတသက်နဲ့ညီကိုတော်တဲ့ဗောဓိမင်းသားဟာဆယံတရားအတက်ပညာကိုတစ်ဖက်ခန်းခတ်အောင်တက်တဲ့ကထဝါဟနအမိရှိတဲ့လူလင်ကိုခေါ်ပြီးကောကနုဒအမိရှိတဲ့အလားပါဆုံးပြတ်သက်ကိုတိဆောက်ခိုင်းပါတယ်။ပြတ်သက်ပြီးသွားတဲ့နေ့ရောက်ရင်ဆယံတရားအတက်ပညာတွေမပြန့်ပွားရလေအောင်ကထဝါဟနကိုတတ်ဖို့ဗောဓိမင်းသားဟာကြံစီပါတယ်။ ဗောဓိမင်းသားကြီးအကြံစီကိုသိတဲ့ကထဝါဟနလူလေဟာပြသက်ပြီးခန့်ကြီးအချိန်မှာပဲဂလုံးနဲ့အလားတရံတူတဲ့စေယံတရားရင်ပြန်တစ်ခုကိုတိဆောက်ပြီးပြသက်ပြီးတဲ့နေ့မှာပဲအဲ့ဒီရင်ပြန်ကိုစီး၍ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထုံကားတဲ့ခင်းနဲ့ကျုံးတယ်လို့ဖရာဘဝရောက်တဲ့အချိန်မှာလည်းပဲစက်မှုထုံကားတဲ့ခင်းနဲ့ကျုံးတယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်။မြတ်စွာဘုရားဒီမြန်မာနိုင်ငံကိုကြွားဘူးပါဒလားဆရာတော်တဲ့ ပါဠိတော်အထာကထာတိကာတွေမှာတော့မြတ်စွာဘုရားမြန်မာနိုင်ငံကိုကြွားကြောင်းဖော်ပြမှထားဘူးเนาะသို့တော်လည်းပဲအရှင်မဟာပုဏ္ဏမထေရရဲ့ပင်ဖိမှုကြောင့်မြတ်စွာဘုရားသည်သူနာပရန္တတိုင်းဝါနိဇရွာတို့ကြွားဘူးကြောင်းဥပရိပါဏာတပါဠိတော်မှာဆိုထားပါတယ်အဲ့ဒီဥပရိပါဏာတပါဠိတော်မှာဆိုထားတဲ့သူနာပရန္တတိုင်းဟာယနေ့မြန်မာနိုင်ငံဤသတိအရက်ဖြစ်တယ်လို့မြန်မာစာတမ်းတွေကဆိုပါတယ်ဒါကြောင့်မြန်မာစာတမ်းတွေရဲ့အဆိုအရပြောရမယ်ဆိုရင်တော့ မြတ်စွာဘုရားသည်မြန်မာနိုင်ငံကိုကြွားဘူးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကစာပေသဘောနဲ့ပြောတာပါ။ဒီနေရာမှာသိထားရမှာကစာပေမှာပါတီဖြစ်စေမပါတီဖြစ်စေမြတ်စွာဘုရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ချေချွေရမယ့်တတ္တဝါရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ်။ဒါကိုတော့သိထားဖို့လိုပါတယ်နော်။